တော့ကျွန်တော်ဒီနေ့ကမနေ့ကတနေ့ပေါ်တော့ကျွန်တော်နေသားတယ်ကြဒီနေ့နေကင်းမှမှာကျွန်တော်ပြန်ပြီးတော့မိုးလဲကြွားတယ်ပေါ့နော်မိုးရတော့ကျွန်တော်ဒီကချမ်းနေမှာဆိုးရိမ်ရနေရာတွေကတော့မူရင်တစ်ချက်ကကျွန်တော်ဟင်းရနေတစ်ချက်ကတော့ဒါနည်းနည်းဆိုးရိမ်လာရတယ်ကြမူကမှာဆိုရင်တော့ကျွန်တော်ဟိုမနေ့ကညနေရမှာနေမယ်နှစ်မိုက်တာကနေ့စဉ်သွားပြီးတော့အောက်ရင်စိတ်လာတယ်ဆိုပြီးတော့ဒေသခံတွေကကျွန်တော်လှမ်းပြီးသတင်းပို့တယ်ဒါပေမဲ့အခုချိန်ကြီးတော့ဆုံးရည်စရာအချိန်လေးကြီးရေလို့တော့မရောက်သေးဘူးပေါ့နော် ဟိုစိုးရိမ်စိုးရိမ်ကြအခြေအနေကြီးကိုတော့ကျွန်တော်မရောက်ရှိသေးဘူးဒါပေမဲ့အခုကိရာဘက်မှာတော့ကျွန်တော်ငတိုင်းကြောင်ရေကြီးအပုပ်ဘက်ဒီမှာတော့ကျွန်တော်တာလီအနိုင်ငယ်စိုးရိမ်လာတယ်ပေါ့နော်ဒီကလည်းကျွန်တော်ဒေတာတွေအားလုံးရေရေကြီးရေကြီးမဲ့အပေါ်ဟာစိုးရိမ်မှတ်ကအပေါ်ရောက်နေတဲ့အတွက်ဒေတာကနေတော်တော်များတော့နည်းနည်းစိတ်ပူနေရပြီဗျာ တကယ်ရည်ကြီးနေတယ်ဆိုကျွန်တော်ဒီဟင်းလာနယ်တဝိုင်းမှာတော့ကျွန်တော်တာတွင်းနေရာနည်းနည်းရေဝင်ပြီးတော့ဝှစ်စာဝှစ်စာသိလာတယ်ခင်ဗျာတကယ်တမ်းအကြီးဆုံးနေရာလို့ဆိုရင်အရတော့ကျွန်တော်ဒီမောင်မြင်းနယ်မှာတော့ရေကဒါရေကြီးတဲ့နေရာတစ်ခုအဖြစ်ဟိုမကြုံဘူးစပြီးကြုံသွားတာပေါ့နော်။ညများကဒါနှစ်ပေါင်းကျွန်တော်ဟိုမှတ်တမ်းရတာဆိုရင်နှစ်ပေါင်း30ကျော်တိမှဒီလိုမျိုးတစ်ခါမှမဖြစ်ဘူးဗျ။ဟုတ်။ဒီရောက်ရေတူးချင်းကြောင့်ကျွန်တော်ဒီဘက်ဆက်နေမှာကြီးကတော်တော်လေးဟိုဆိုးဝါးလေးဖြစ်လာတယ်။ တခြား level တွေမှာတော့ကျွန်တော်မြည်နေတဲ့ဒါအထူးသက်တဲ့နေရာတွေမှာတော့ကျွန်တော်ဥကျင်ကြီးတော့ဒါကြီးဆိုးဝါမတက်သေးဘူးဗျ။ ရေဘေးဒုက္ခတွေတော့ရှိနေပြီဗျာရေဘေးဒုက္ခတွေကအားလုံးပေါင်းဆိုရင်ကျွန်တော်ဒီမောင်မြတ်မှာဆိုရင်ဒီနေ့ဆိုရင်ကျွန်တော်အနေငယ်လေးပြန်နေသွားပေမဲ့ညနေပိုင်းမှာကျွန်တော်ပြန်တိုးလာမယ်လို့ဆိုပြီးတော့ယူစားရတယ်ဗျာ။ဘာလို့လဲဆိုတော့မနေ့ကတော့ကျွန်တော်ရာသီဥတရာကြောင့်ရေလေးကနည်းနည်းပြန်ကျသွားတယ်ညပိုင်းမှာပေါ့နော်။တချို့ကအိမ်ပြန်သွားကြတယ်။ဒါပေမဲ့ဒီနေ့မှာကျွန်တော်မိုးပြန်ရတဲ့ရေကတော်တော်လေးပြန်တက်လာတယ်။အခုဒီနေ့ကျွန်တော်ရေကပြန်စားတက်လာပြီဆိုတော့ဒါဟိုညနေကျရင်ဒုက္ခတွေစကားမှာပြန်ပြီးတော့ကျွန်တော်ကယ်ဆယ်စကားမှာပေါ့နော်။ပြန်ပြီးတော့လူလူဝင်ရတွေကတိုးလာမယ်လို့ဆိုပြီးတော့ကျွန်တော်ယူစားရတယ်။ပြီးတော့ဒီဘက်မှာကကျွန်တော်ဗားလေးလိုအပ်လဲဆိုတော့အဓိကက တော်ဒီဘက်ကျမှလိုအပ်နေတာတော့ဟိုအသက်ငယ်ပစ္စည်းအပြည့်စုံပေါ့နော်အသက်ငယ်ပစ္စည်းပြည့်စုံကျွန်တော်ဒီဘက်ချမ်းနေပါကအရင်အားနေနေရကြဟိုစေတနာရှင်တွေကတော့ဟိုထောက်ပံ့မှုအားတော့လည်းကောင်းပါတယ်အဲသူတို့အတွက်လိုအပ်တဲ့အသားအသောက်ပါညာတော့တိတ်ပြီးတော့လိုအပ်ချက်တော့မရှိဘူးကြအဓိကရှိနေတာတော့ကေတရေးပစ္စည်းတွေမှာတော့ကျွန်တော်တို့တော်တော်ကြီးလိုအပ်ချက်တွေရှိနေတယ်။မကြောင်းပစ္စည်းပစ္စည်းရတွေကမပြည့်စုံကြဘူး။ဒီပိတ်ရရတော့သူတို့တွေလုံလုံလေးချတာပဲပြီးတော့လိုင်းလံကေစင်းနေတယ်။လိုင်းလံကြီးပြန်ပို့နေတာမျိုးတွေလုံနေတယ်ကြ။ဟိုဟိုသူတို့ဒီဘက်မှာတော့ကျွန်တော်တို့လူငယ်ကလည်းနည်းနေတယ်ပြီးတော့အရာကြမ်းတွေမှာဒါဖြစ်တဲ့ ဒါကလည်းအခုချိန်မှာမှလမ်းလမ်းမျိုးတစ်မျိုးတည်းလို့ပဲဒါပြောလို့ရသေးတဲ့အချိန်တွေမှာဆိုတော့တိတ်ပြီးတော့ ဟိုဟာမျိုးသူတို့နိုင်ငံငင်းနေရှိကြပုံတော့ရတယ်ဗျဒါပေမဲ့ကျွန်တော်ဒီမှာဧရာဝတီရဲ့သွေးရင်ဇာအချိန်နေရာတစ်သိနဲ့နီးကလာအချိန်မှာသူတို့ပြင်ဆင်မှုအားရန်နေနေသေးတယ်လို့တော့ကျွန်တော်ယူဆရတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့အခုချိန်ဒီကိုကျွန်တော်နေရာတိုင်းမှာရှိတဲ့ရန်ပြီးတဲ့တဲ့ပုံလို့လောလောဆယ်သူတို့ဒီဒီပြစီရာတွေကိုအပြည့်စုံကြီးကိုသူတို့ထုတ်ထုတ်ထားပေးခြင်းမရှိသေးဘူးထုတ်ထားပေးခြင်းမရှိသေးဘူးအစိုးရဘက်ကလည်းကျွန်တော်ဟိုကြေညာချက်တွေနဲ့ဘူးနဲ့ဥချုပ်မှုကြီးရာနဲ့ရုပ်ခွင့်ဥချုပ်မှုကြီးရာတစ်သိဒေသခံတွေကိုလိုက်ပြီးကြေညာခိုင်းတဲ့ဟာတွေမှာလက်တာတွေနဲ့အရန်နီးစက်တဲ့မျိုးတွေမှာဆိုအရန်အားလည်းချက်တွေရှိနေသေးတယ် အရင်အားလည်းချက်နေရှိနေပြီးတော့ကျွန်တော်ရေကင်းနေပါလေချတဲ့နေရာမှာလည်းအားလည်းနေသေးတယ်ဗျအဲ့ဒါဟိုဒေတာကန်နေရာပဲအကုန်လုံးဥဆောင်ပြီးတော့လုပ်နေရတဲ့ပုံစံမျိုးတွေပါဖြစ်နေတယ်ဗျ